ရခိုင်မျိုးရှိနိုင်ငံရေးသမားတော်လန်ရေးသမားဥဥလာစောကွေလွန်သွားတဲ့အတွက်ရခိုင်မျိုးသားဖွဲ့ရှော UL ကပြပိုးတဲ့တုံဝော်လော်မှာတိုင်းပြည်နဲ့လူမျိုးအတွေ့တသက်တာရည်တည်လှူရှားဖျက်ဆီးမှုအပေါ်ဂုံပြူဥညွတ်တေလို့ဖော်ပြထားပါတယ်။ဥဥလာစောဟာလူချင်းလူခင်ပေါ်များပြီးသူနဲ့ထိတွေ့ဆက်ဆံပေါင်းတင်မှုတဲ့လူတိုင်းကလေးစားရှိခင်ပြီးဂါရဝထားကြတယ်လို့တုံဝော်လော်ထဲမှာဖော်ပြထားပါတယ်။သူဟာပညာရေးပိုင်းမှာထူးချွန်တယ်လို့ ိုင်ငံရေးနေပေမာလီဩဇာရှိသူတယောက်ဖြစ်ပြီးစာပေကိုရှိခင်မြန်လို့ပြီးစာရေးကောင်းသူလို့ဆိုပါတယ်။အရခဒေတာရဲ့နိုင်ငံသားကောင်းတယောက်ဖြစ်ခဲ့ပြီးသူဖြတ်တန်းခဲ့တဲ့ခေတ်အဆက်ဆက်မှာလူသားပိသားခဲ့သူလည်းဖြစ်တယ်လို့သုံးလို့ထဲမှာဖော်ပြထားပါတယ်။အရခဒေတာတိဆောက်ရေးလုပ်ငန်းတွေထဲမှာလီသူ့ရဲ့ကိုကြီးကိုသွေးနိုင်ငံရေးအတွေ့အကြုံတဘာရီနဲ့တာဝန်ကျေပွန်ခဲ့တယ်လို့ဆိုပါတယ်။ ဥဥလာစိုးရဲ့ဘဝတသက်တာဆောင်ရွက်မှုရုန်းကန်လှူချမှုယုံကြည်မှုယက်တီမှုပေးဆက်ဆွန့်လွတ်မှုတွေအပေါ်အာရခပြည်သူလူထုတွေကအစီအမေးဂုံပြုပြောဆိုနေကြမယ်လို့တွန်းဝေါ်တော်ထဲမှာဖော်ပြထားပါတယ်